ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ဒူဆန်းစွာရွာတော်မှုနဲ့ကနန်တောင်းတွေမှာမိုးရီအဆက်မပြတ်ရွာနေပိုင်းကောင်းကင်ပေါ်မှာလည်းတိမ်တိုက်တိမ်မဲတွေဖုံးလွှမ်းနေပြီးမြစ်ထဲမှာရေတွေတက်လာပိုင်းတစ်ပင်ပန်းပင်တွေတောင်မှမိုးရီကြောင့်အောင်ငိုက်ကြနေပါပြီ တရိတ်ဆန်တွေအားလုံးလည်းကြောက်လန့်နေကြပါယ်။ငှက်ကလေးရာလည်းအတိုက်ထဲမှာပုံအောင်နေကြပါယ်။ငှက်ကလေးရာနုနဲ့အတော်မီနူတို့ကတစ်ကိုင်းတစ်ကိုင်းပေါ်မှာထိုင်နေကြပါယ်။မိုးတွေကတက်တဲမဲမဲရွာရဲ့အချိန်မှာရာနုကစိုးရိမ်နေပါယ်။အတော်မီနူရဲ့မိုးဝတဖြည်းဖြည်းနဲ့မဆဲပဲပူပူတဲလာနေရဲ့။ကျမဘာလို့ဒီမိုးအရန်ကြောက်နေမိမှန်းမသိဘူး။နင်ပြောတာမှန်နေရာနုငါတို့တောင်တဲမှာအရင်ကလည်းမိုးရွာပူပါယ်။မိုးရွာဒီကာလမှာတော့တောအုပ်ကအရန်တာရန်လှပနေရ။ ဒါပေမဲ့အခုလိုကြမ်းကြမ်းတက်တက်ရွာနေရဲ့မို့တော့ငါဘွားမှာအရင်ကတကားမှမမြင်ဘူး။နောက်ပြီးအတော်မီနုဒီမိုးကမိုးရတီမဟုတ်ပဲရွာနေရာအခုကစောင်းရတီကြီးလေစောင်းမှာမိုးရွာတာအခုမှကြုံဘူးတယ်။ကျမစိတ်ထင်တော့တခုခုလဲနေရသိချင်။ဘာပဲလွလွဲ့အချိန်တန်အမှန်ပေါ်လာပါလိမ့်မယ်။အတော်ကြီးကျမတို့တော့ဘရင်ချင်းသိကြီးနဲ့ဒီအเจ้าရောင်ဆွေးနွေးတင်နေ။ဟုတ်တယ်ရာနိုလာဘရင်ကြီးနဲ့သွားတွေ့ကြမယ်။ အဲဒီနောက်မှာတော့သူတို့နှစ်ယောက်ဘရင်ချင်းသိကြီးနေရဲ့ဂူစီသွားကြပါဘီဂျီရဲ့ကိုယ်ထဲမှာတမေမြောင်နဲ့တိန်ငတ်တို့ကအစော်ရိကရောက်နေကြပါသူတို့အလုံးကအတွေ့အဲနှစ်မျောနေကြပါရာနုနဲ့အတော်မီနူလည်းအဲ့ဒီကိုရောက်သွားပါဘီဂျီဒီမိုးကတိတ်မဲ့ပုံမပေါ်ဟုတ်တယ်နေပြောတာမှန်တယ်ရာနုဒီမိုးကလုံးဝတိတ်ဖို့အလားလာမရှိဘူးတောင်းတဲ့မှာဒီလိုအခြေအနေမျိုးငါအရင်ကတကားမှမကြုံဘူးကျမတို့အခြားတောင်းတစ်ခုစီကိုပြောင်းရွှေ့နေတိုင်းသိနေဘီဂျီ အဲ့ဒါမှကျမတို့အားလုံးလောလောချုံချုံနေနိုင်မှာနေပြောရင်စကားတင်တင်ရှောက်ပတ်မှုရှိတယ်ငါလဲတောအုပ်တွေကမိုးတိတ်အောင်မလုပ်နိုင်ငါမိတ်ဆွေနဲ့အတူအခြားတောအုပ်တွေတခုစရှာပါမယ်ခြေသိပ်ဘရင်ကြီးရဲ့အမိန်နဲ့တောအုပ်တွေကအခြားတရိတ်ဆန်တွေလည်းခြေသိပ်ကြီးနောက်လိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတောအုပ်တွေမိုးတွေတဲတဲမဲမဲရွာနေတဲ့အချိန်မှာတရိတ်ဆန်တွေကခီးဆက်နေကြပါသူတို့အားလုံးတောအုပ်ရဲ့နယ်နိမိတ်ကိုရောက်တဲ့အချိန်မှာတော့ကနန်းကြီးတကောင်ကသူတို့ရှေ့ရောက်လာပါတယ် နင်တို့အားလုံးဘယ်သွားကြမလို့လဲ။ငါတို့အားလုံးအချားတော်တစ်ခုစီကိုသွားမလို့။အချားတော်အော်ဟုတ်လား။ဒါပေမဲ့ဘာလို့လဲ။ဘာလို့လဲဆိုတော့ငါတို့တောင်းတဲမှာလွန်ခဲ့ရဲ့အနေငယ်ကလေးမိုးရီအဆက်မပြတ်ရွာနေရ။တောင်းတစ်ခုလုံးအောအောင်တောင်းနေဖြစ်နေ။ဒီမိုးကတော်တော်နဲ့တည်အောင်မယ်လို့ငါမထင်ဘူး။အဲ့ဒါကြောင့်မိုးမတိတ်မချင်းငါတို့လုံလုံချုံချုံနေနိုင်ဖို့အချားတော်တစ်ခုရှာမရမယ်။ခြေသိပ်ပရင်ကြီးရဲ့စကားကြတော့ကနန်းကညှိုးဝှက်စွာပြုံးလိုက်ပြီးအခုလိုပြန်ပြောပါ යි ဲလိုဆိုရင်တော့ဘီအင်ဂျီအခြားတောင်းအုပ်တယ်လို့သွားရင်လည်းဘာမှထူမှာမဟုတ်ဘူး။ဘာလို့ဆိုလို့ကျင်တာလဲ။ဘာလို့လဲဆိုတော့အခြားတောင်းအုပ်တွေမှာလည်းမိုးရေရွာနေရင်ဒါမှမဟုတ်ဘီအင်ဂျီစိတ်ပူနေစရာမလိုပါဘူး။ကျွန်တော်ကမော်ပညာမှာကျွမ်းကျင်ဆိုတာဘီအင်ဂျီမသိသေးဘူးထင်တယ်။ကနန်းရဲ့စကားကြတော့ရာနိုကစိုးရိမ်ထိတ်လန့်စွာနဲ့အခုလိုပြန်ပြောလိုက်ပါ යි ။နေပါဟုပြောကျင်တာလဲ။ငါပြောကျင်တာကငါမော်ပညာရက်တွေကိုကျွမ်းကျင်နေစရာတယောက်ပဲ။နင်တို့အလို့ရှိရင် ငါနေတို့တော့တဲမှာရွာနေရဲ့မို့တိတ်အောင်လုပ်ပေးနိုင်တယ်။ကနန်းရဲ့စကားကြတော့အတော်မီနူလည်းအံ့အားသင့်စွာနဲ့အခုလိုပြန်ပြောလိုက်ပါဘလို့လို့အဲ့လိုထူးဆန်းတာမျိုးဖြစ်နိုင်ပါလေ။ကျွန်တော်ကအဲ့လိုထူးဆန်းတဲ့အရာတွေလုပ်တဲ့နေရာမှာကျွမ်းကျင်တယ်။ဒါပေမဲ့အဲ့အတွက်ကျွန်တော်နဲ့သဘောတူညီမှုတစ်ခုတော့လုပ်ရလိမ့်မယ်။သဘောတူညီမှုဟုတ်လား။ဘလို့သဘောတူညီမှုမျိုးလဲ။ဘီရင်ကြီးကဘီရင်ကြီးရဲ့အရေးအယာကိုကျွန်တော်လွှဲပေးရမယ်။ကျွန်တော်လွတ်လွတ်လပ်လပ်နဲ့ဒီတော့တွေမှာဘီရင်ကြီးရဲ့အမတ်အဖြစ်နေခြင်းနဲ့ ျွန်တော်ဘသူမှဘာမှမမေးရအောင်ဘီရင်ကြီးလည်းမေးလို့မရအောင်ကနန်းရဲ့တကားကြတော့ဘီရင်ကြီးလည်းအချိန်အကြာကြီးစဉ်းစားပြီးအခုလိုပြန်ပြောလိုက်ပါရတယ်ငါဖြစ်စီချင်တာဒီမိုးမြင်မြတ်တိတ်ပြီးငါချရတဲ့တရိတ်ဆန်တွေအားလုံးဘေးကင်းဖို့ပါပဲကနန်းမျက်စိမှိတ်လိုက်ပါခဏကြာမှတော့မျက်စိပြန်ဖွင့်ပြီးအခုလိုပြောလိုက်ပါငါ့ကိုနင်တို့တောက်တရကဂူနာစီကိုခေါ်သွားပြီပါအဲ့ရောက်မှငါမိုးတိမ်အောင်လုပ်ပြီးနိုင်မယ် တရိษံတွေအားလုံးလည်းကနန်းနဲ့အတူတူဂူစီကိုသွားကြပါယ်ဂူနောက်ရောက်တော့ကနန်းကသူ့မော်ပညာနဲ့ကာလာရီရွတ်လိုက်ပါယ်အဲ့ခါမှာတော့စိန်တုံးလေးတောင်ပေါ်လာပါယ်ငါမော်ပညာကြည်ကြစမ်းကနန်းကစိန်တုံးကိုလေးပေါ်မှာမျက်အောင်လှုပ်ပြီးကာလာရီထက်ရွတ်ပါယ်မိုးတိတ်စိအဲ့ခါမှာတော့စိန်တုံးတရအလင်းတန်တွေထွက်လာပြီးချက်ချင်းပဲမိုးတိတ်သွားပါယ်တိမ်တိတ်တိမ်မဲရီကလည်းကင်းကျင်သွားပြီးနေအောင်ကြီးလေးဝေးစားလာပါယ် တရိတ်ဆန်တွေနဲ့တယောက်ကိုတယောက်ကြည့်ပြီးအယံဝမ်းသာနေကြပါအခြားတရိတ်ဆန်တွေကပျော်ရွှင်နေပေမဲ့ဘယင်ကြီးမျက်နှာမှာတော့စိုးရိမ်စိတ်တွေရှိနေပါသေးတယ်။ဒါနီဘလိုလုပ်လိုက်ကြလဲကနတ်ဒီလိုမော်ပညာမျိုးငါအရင်အတကားမှမတွေ့ဘူးဘူး။ရာနိုရဲ့စကားကြတော့အတော်မီနူကရာနိုဘက်ကိုကြည့်ပြီးအခုလိုပြောလိုက်ပါ။နင်ပြောတာမှန်တယ်ရာနိုဒါအောင်ငါလည်းအခုထိမယုံနိုင်သေးဘူး။အဲ့ဒီချိန်မှာတော့ကနတ်ကသရိုနီယာဘက်ကိုကြည့်ပြီးအခုလိုပြန်ပြောပါ යි ။တကယ်လို့ မော်ပညာနင်တို့မယုံနိုင်အောင်နားမလည်နိုင်အောင်ဆိုရင်အဲ့ဒါနင်တို့ရဲ့ပြဿနာပဲအားလုံးနဲ့မှအရေးကြီးဆုံးကတော့နင်တို့တောင်းတယ်မှာအဆက်မပြတ်ရွာနေရမှုကရုတ်တရက်ဆက်တလို့တိတ်သွားပြီးလေးပတ်လေးလံတော့လင်းထိန်နေရဲ့အဲ့ဒီချိန်မှာတော့ချင်းသေးကြီးဘရင်ကြီးကရာနိုနဲ့မီနူဘက်ကိုကြည့်ပြီးအခုလိုပြောလိုက်ပါခဏန်းပြောတာမှန်တယ်ရာနိုနဲ့မီနူသူပြောတာကိုသူလုံးပြနိုင်ခဲ့တယ်မိုးရွာတော်ကြောက်ပြီးငါတို့အားလုံးတောင်းအုပ်ကိုထားခဲ့ပြီးအခြားတောင်းအုပ်ကိုသွားကြတော့မလို့ပဲအဲ့ဒီမို့ခဏန်းတိတ်အောင်လှုပ်ပြီးခဲ့တယ် ငါကနန်းကိုငါရဲ့အမတ်ဖြစ်ခန့်အပ်တာအကောင်လုံးကျင်းညာလိုက်ပြီဒီတော့တဲမှာကနန်းလွတ်လွတ်လပ်လပ်ရှောက်သွားနိုင်တယ်သူတော့တဲမှာဘယ်အရာမဆိုလောက်ပိုင်ခွင့်ရှိရဲ့ဘသူမှကနန်းအောင်မေးပိုင်ခွင့်မရှိဘူးဒါငါရဲ့အမိန်ပဲအဲလိုပြောပြီးတော့ခြေသိပ်ဘရင်ကြီးကကနန်းဘက်ကိုကြည့်ပြီး အခုလိုပြောလိုက်ပါရင် ကနန်းကြီးနေရငါတော့တခုလုံးကဲတင်ပြီးခဲ့တယ်အဲ့တော့နေရငါအတွက်အထူးပုဂ္ဂိုလ်ဖြစ်သွားပြီ နေရောအားလုံးကလေးစားကြမယ်တော့တဲ့ကတရိတ်ဆန်တွေအားလုံးလည်း ဘီရင်ကြီးရဲ့စကားကြောင့်ဝမ်းသာသွားကြပါဒါပေမဲ့ရာနိုနဲ့အတော်မီနူရဲ့မျက်နှာမှာတော့ကြောင်ရုံစိတ်တွေရှိနေပါသူတို့နှစ်ယောက်ကအချင်းချင်းစကားတွေပြောနေကြပါရှင်အနေငယ်ကြပြီးနောက်မှာတော့ရာနိုနဲ့အတော်မီနူတို့ကတိတ်ကိုင်းတိတ်ကိုင်းပေါ်မှာထိုင်ပြီးကနန်းအကြောင်းတွေပြောနေကြပါဒါရီကုံလုံးကအယံထူးဆန်းနေကနန်းငါတို့တော်တရားကုနာမှာမော်ပညာထုတ်ပြခဲ့စိန်တော့ကလည်းအဲ့ဒီညာတွေပဲထွက်လာတာအဲ့ဒီစိန်တော့ကမိုးတိတ်တာနဲ့ဘလို့ဆက်နွယ်နေရလဲတခုခုတော့လွဲနေရဲ့ ကျမလည်းအဲ့ဒါပဲတန်တယောက်ဝင်နေရ။သူကလွယ်လွယ်ကူကူနဲ့မိုးတိမ်အောင်လုပ်နိုင်ခဲ့။သူ့ရင်ထဲကအားလုံးအကွက်ချစီစဉ်ထားတဲ့အတိုင်းပဲ။ကျမတို့အဲ့လိုဝက်ချက်ကိုဖောက်ထုတ်မှရမယ်။အဲ့လိုနဲ့နေရက်တွေကုံဆုံးလာပါရင်ကဏန်လည်းဘရင်ကြီးရဲ့အချစ်တော်ဖြစ်လာပါရင်တဖြည်းဖြည်းနဲ့ကဏန်ကဘရင်ကြီးရဲ့ဆုံးဖြတ်ချက်တွေမှာဝင်ရောက်ဆွတ်ဖက်လာပါရင်ဘယ်ဒရိဆန်ကမှကဏန်ကိုဘာမှမပြောနိုင်ပါဘူး။ဘာလို့လဲဆိုတော့ကဏန်ကိုဘာမှမမေးရဘူးလို့ဘရင်ကအမိန့်ချတာလို့ပဲဖြစ်ပါရင် အခုတော့စီကံအရာတရိစံတွေကလည်းကနန်းရဲ့စကားနားထောင်လာကြပါရာနူနဲ့မီနူရဲ့စိတ်ထဲမှာတော့တန်တရားတွေပူပူတိုးလာပါဒီနေ့မှာတော့ရာနူနဲ့မီနူလည်းတစ်ပင်တစ်ပင်မှာထိုင်ပြီးကနန်းနဲ့ပတ်သက်ပြီးစကားတွေပြောကြပါအေးကနန်းအားလုံးတစ္ဆာဖောက်နေရဲ့လို့ကျမထင်တယ်ကျမတို့သူ့လက်ဝတ်ချက်ကိုဖောက်ထုတ်မှရမယ်မဟုတ်ရင်တောအုပ်တဲမှာအကုန်ပျက်စီးကုန်လိမ့်မယ်ဒါပေမဲ့ဘယ်လိုလုပ်မှလဲရာနူကနန်းကဘာမှမမေးရလို့ဘယင်ကြီးကအမိန့်ထုတ်ထားရလေ ကနန်းငါတို့အားလုံးတစ္ဆာဖောက်နေရဲဆိုတာဖော်ထုတ်နိုင်မယ်တက်တဲ့တကူကိုတွေ့အောင်ရှာမရမယ်အတော်မီနူပြောနေရုံမှာအရှိနာကမြေခွေးအိုကိုမြင်သွားပါမီခွေးအိုဂျီကိုကြည့်ပြီးမီနူကရန်နူးကိုအခုလိုပြောလိုက်ပါရန်နူးအဲ့မီခွေးအိုကငါတို့တော့တရားမဟုတ်ဘူးထင်တယ်မီနူးရဲ့စကားကြတော့ရန်နူးလည်းအဲ့မီခွေးကိုတိချာကြည့်ပြီးအခုလိုပြောလိုက်ပါအတော်မီနူးပြောတာမှန်တယ်ကျမတို့သူ့ကိုသွားမိကြည့်အောင်ကြည့်ရတာသူတရားရောက်ကိုရှာနေတယ်လို့ပဲ ခဏလောက်နေရောရာနိုနဲ့မီနိုကမြေခွေးစီရောက်လာပိုင်းရာနိုကမြေခွေးအုံကြည့်ပြီးအခုလိုမေးလိုက်ပိုင်းနေရဘယ်သူလဲဟင်နေရငါတို့တောက်တရတော့မဟုတ်ပါဘူးငါကကနန်းတကောင်လိုက်ရှာနေရအဲ့ကြကောင်ကြတော့မီနိုရောရာနိုရော ထိတ်လန့်သွားပိုင်းကနန်းဟုတ်လားဘလို့ကနန်းမြို့လဲငါအခြားတော်တခုထဲမှာရှိရဲ့ကူထဲမှာနေရငါမော်စရာတယောက်ပဲအဲ့တော့ငါရဲ့မော်အစွမ်းနေနဲ့စိန်တော်တခုကိုပိုင်ဆိုင်ခဲ့တယ်အဲ့စိန်တော်ကအရန်ကိုအစွမ်းထက်တဲ့ ငါအဲ့ဒီစိန်တော့ငါအရှိမထားပြီးတရားကျင့်ကြံနေရအဲ့ဒီချိန်မှာကနန်းတကောင်ကဂူတဲ့အောင်မြန်လာပြီးအဲ့ဒီစိန်တော့ခိုးသွားတယ်အဲ့ဒီချာစားပြီးငါအဲ့ကနန်းကိုလိုက်ရှာနေရမြေခွေးရဲ့စကားကြတော့ရာနူးလေးခဏစဉ်းစားပြီးအခုလိုပြန်ပြောလိုက်ပါနေစိန်တုံးရဲ့အဆက်ဘလို့ဆမ်းမြို့လဲအဲ့ဒီစိန်တုံးရဲ့အဆက်တောအုပ်တစ်ခုမှာမိုးမရွာတဲ့အခါအဲ့ဒီတောအုပ်ရဲ့ကုနာမှာအဲ့စိန်တုံးမြုပ်လိုက်မိုးတွေအကြီးကျယ်ကျွာလိုက်အဲ့စိန်တုံးအချိန်တော်ကြာရင်ထိပြန်ဖို့မထုတ်နိုင်ဘူးဆိုရင အဲ့တော့တခုလုံးရေကြီးသွားနိုင်တယ်။နင်တို့တောင်းတယ်မှလည်းမကြသေးခင်ကအဲ့လိုမိုးတက်တက်မမိတ်ရွာထားရင်လို့ငါကြားတယ်။မြေခွေးရဲ့စကားကိုကြားပြီးရွာနိုးနဲ့မီနူလည်းအဲ့ဒီကနန်းရဲ့လျှို့ဝှက်ချက်ကိုသိသွားပါရင်အတော်မီနူကမြေခွေးကိုကြည့်ပြီးအခုလိုပြောလိုက်ပါ။ဒါပေမဲ့ဘယ်လိုလဲ။ငါတို့တောင်းရဲ့ချစ်သိပ်ဘရင်ကြီးစီနေအိတ်ကနန်းအောင်အဲ့ဒီမှာတွေ့လိုက်မယ်။နေငါတို့မြောက်ကိုအခုလိုပြောပြသလိုဘရင်ကြီးရှိရရင်လည်းပြောပြလိုက်ပါ။ရာနိုနဲ့မီနူနဲ့အဲ့ဒီမြေခွေးကိုချစ်သိပ်ဘရင်ကြီးစီခေါ်သွားပါရင် အဲ့ဒီကူထဲမှာကနန်းကအစိမ့်နဲ့ထိုင်နေပိုင်းမြေခွေးကိုမြင်တော့ကနန်းကအယမ်းကြောက်သွားပိုင်းမြေခွေးကိုမြင်ပြီးချင်းသိပ်ပရင်ကရာနုကို အခုလိုပြောလိုက်ပိုင်းရာနုဒီမြေခွေးကဘာတူလဲဘယင်ကြီး तू ဘာတူလဲဆိုတာဘယင်ကြီးကိုယ်တိုင်သူ့ကိုမေးလိုက်ပါမြေခွေးလည်းဘယင်ကြီးကိုဖြစ်ချောင်းကုန်စင်ပြောပြလိုက်ပိုင်းမြေခွေးရဲ့စကားကြတော့ချင်းသိပ်ပရင်လည်းစိတ်တော်ပြီးကနန်းကိုအခုလိုပြောလိုက်ပိုင်းဒါအမှန်ပဲလားအဲ့ဒီစိန်တော်မြေခါအမှန်ပဲလား အဲဒီစိန်တော့မြေခွေးရဲ့ဟာလားကနန်လေးအမှန်ကိုပြောပြရွာရဲပြီးအချာနီနံမရှိဘူးဆိုတာသိပိုင်သူလည်းကောင်းငုံပြီးဘယင်ကြီးကိုအခုလိုပြောလိုက်ပိုင်ဒါအမှန်ပါပဲဘယင်ကြီးကျွန်တော်တော့ဥတယ်မှာကျွန်တော်ဘသူမှမလေးစားကြအောင်ကျွန်တော်နေရဲ့တော့ဥတရားကုရေကမော်ပညာတတဲ့မြေခွေးတကောင်နေရလို့ကျွန်တော်သိခဲ့ရတယ်ကျွန်တော်အဲဒီစိန်တော့ရဲ့လျှို့ဝှက်ချက်ကိုသိတိုင်းအဲ့တော့ဒီနေ့မှကျွန်တော်ကုရေကနေမြေခွေးရဲ့စိန်တော့ခိုးခဲ့ပြီးတော့ဒီတော့ဥရဲ့ခုနမြုပ်ခဲ့တယ်အဲ့ဒီစိန်တော့ပြန်မထုတ်ရင် ဒီတော့တယ်မကြခင်ရည်ကြီးတော့မယ်ဆိုတာကျွန်တော်သိတယ်။အဲ့ဒီခါကျရင်ဒီဟန်တရိတ်ချန်နေအကုန်တောင်းအုပ်တရားနေထွက်သွားကြလိမ့်မယ်။အဲ့ဒါကြောင့်ကျွန်တော်တောင်းအုပ်ရဲ့နဲ့နမိတ်ကြီးကိုလာခဲ့တာပါ။ရပြီရပြီ။ဒီထက်ပိုပြီးဘာမှပြောချင်မလို့တော့ဒါရိတ်အကုန်လာနေအကွက်ချာစီစဉ်ထားရဆိုတာငါသိသွားပြီ။တောင်းအုပ်နဲ့နမိတ်ထဲရောက်တော့နေရငါတို့ကုနာခေါ်လာခဲ့တယ်။ပြီးတော့အိမ့်စိန်တောင်းထုတ်လိုက်တယ်။အဲ့တော့မုန်းတိတ်သွားတယ်။နေရငါတို့အိမ်ဒီနဲ့တစ္ဆာဖောက်ခဲ့တယ်။ဘီရင်ကြီးဒါရီအောင်ကကျွန်တော်လေးစားမှုလိုချင်လို့လုပ်ခဲ့ရပါ လေးစားမှုလို့ချင်းလေးစားထိုက်တဲ့အလုပ်ကိုလုပ်။နေ့ရအဲ့ဒီအပြုတ်မှုကြောင့်တောင်းတစ်ခုလုံးဘလောက်ဒုက္ခရောက်ခဲ့ရလဲဆိုတာသိလား။ငါမျက်စိရှိရနေအခုချင်းချင်းထွက်သွားစမ်း။နောက်ဘတော်မှဒီတောင်းတွေမလာနဲ့။မဟုတ်ရင်အသက်ခံရမယ်။နောက်ပြီးအိမ့်စိန်တော့မြေခွေးစီပေးလိုက်။ပိုင်ရှင်ဖြစ်သူအပဲပိုင်ဆိုင်ခွင့်ရှိရဲ့။ကနန်လေမြေခွေးကိုစိန်တုံးပေးပြီးတော့တောင်းတရားနေထွက်သွားပါ යි ။ရာနိုနဲ့မီနိုကြောင့်ကနန်ရဲ့ဇယိုက်က ပေါ်ထွက်လာခဲ့ပါ යි ။အခုလိုမျိုးစိတ်ဝင်စားစရာငှက်ကာတုံပုံမြင်လို့တွေကိုကြည့်ချင်နေဆိုရင်တော့ ကျွန်မရဲ့ channel လေးကိုစောင့်မျှော်နှားဆင်ပေးကြပါအောင်ရှင်။အားပေးကြတဲ့ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်။